အီမီနရဲ့အထင်ကရတမိုင်းဝင်ဆွေကမင်းဆန်လို့ရှင်ဖရားဘွဲကိုမှတ်လာ73ရက်နေ့တပေါင်းလာပြစ်နေကနေမှတ်လာ75ရက်နေ့အထိဆွေကပင်တောင်းရဲ့အရှိချမ်းနဲ့အနောက်ဘက်ချမ်းနှစ်ခုစလုံးမှာစီစီကကကျင်းပပြုလုပ်ခဲ့ပါသည်ဆွေကပင်တောင်းအရှိဘက်ချမ်းကခလောက်နူရွာနဲ့အနောက်ဘက်ချမ်းဒုံရင်ရွာမှာပြုလုပ်တာဖြစ်ပြီးအရင်နှစ်တွေထက်အခုနှစ်ကအင်္ဂလိပ်လောင်းကစားဝိုင်းတွေနဲ့ပုံမှန်စီကားစီခဲ့တယ်လို့ခလောက်နူဒေသခံတွေကပြောပါသည် ဒီအင်္ဂလိုဝိုင်းကတော့နှစ်တိုင်းရှိတယ်။ဒါပေမဲ့ဒီနေ့ကဝိုင်းတွေလည်းပုံများလာတယ်။လူလည်းပိုစီလာတယ်။ကြွာနီနာလူတွေလည်းအများကြီးလာတာတွေ့ရတယ်။ပြီးတော့တဝိုင်းကို9000ကောက်တယ်လို့ကြားမိတယ်ဗောနော်။ င်ဒီလောက်ဝိုင်းများတာဆိုတော့သူတို့ပတ်စံတော်တော်ရမှာပဲခလောက်တို့ကြီးရွာကပြုတ်လို့တဲ့ပွဲမှာပဲခမ်းမန်ချေအင်္ဂလိုဝိုင်းတရားကျော်လောက်ရှိပြီးငါပြိကိတွေဖဲဝိုင်းတွေနဲ့အနီထောင်စတာတွေနဲ့အခြားအမျိုးမည်မသိရတဲ့လောင်ကစားဝိုင်းတွေပါပါဝင်နေတာကိုတွေ့မြင်ရပါတယ်တော်ရစ်တော်ပွဲတော်ကိုစီကားစေတဲ့လောင်ကစားဝိုင်းတွေကိုကျောင်းထံဘူးကြီးခွင့်ပြုချက်နဲ့ပြုလုပ်တာဖြစ်ပြီးဂျေရွာဒေသခံအုတ်ချွေတောင်ရှိသူတွေကကန်ထရိုက်ဆွဲပြီးပြုလုပ်တာဖြစ်တယ်လို့သိရပါတယ် မင်းညကပွဲမှာလူတော်တော်စီတယ်ဗျတော်တော်များများကအင်္ဂလုတ်တွေလောင်ကစားဝိုင်းတွေမှာပဲလူတွေကလည်းပြုံနေတာပဲအဖိုးကြီးတွေအဖွားကြီးတွေတောင်မကောက်ဆယ်နှစ်ယောက်ကလေးတွေဖုန်ကြီးတွေကိုရင်တွေပါကစားနေကြတာတွေ့ခဲ့ရတယ်ဗျဆွဲကပင်တောင်ဖျားပွဲတော်မှာအင်္ဂလုတ်လောင်ကစားဝိုင်းတွေအပြင်ရိုးရာလက်ဝဲစိတ်ခေါ်ပွဲနဲ့ဆက်ပွဲတွေလည်းထက်သွင်းပေးပါတယ် ်ပွဲတော်လုံခြုံရေးအတွက်ကိုနေမြခန်နေချဆောက်တက် BGN နဲ့ကရင်အမျိုးသားအစီအယုံကရင်အမျိုးသားလူမျိုးရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ KMU KNLA PC တို့ကလုံခြုံရေးရယူပေးခဲ့တာကိုတွေ့မြင်ရပါတယ်မြမရိုရာစနလာရာတီပွဲတော်မှာတပေါင်းလာပြင်းနေဟာဖျားပွဲတော်ဖြစ်ပြီးမြမနိုင်ငံဒေသအနှံ့အပြားမှာရှိတဲ့ဆန်နရှင်ဆွဲကပင်တောင်ဖျားအပါဝင်တမိုင်းဝင်ဖျားတွေမှာဖျားပွဲတော်ကျင်းပကြပါတယ် နစ်စင်ကျင်းပါတဲ့ဖအမျိုးအနည်းကဆွဲကပိန်တောင်ဖရားပွဲတော်မှာကိန်းပြည်နယ်တွင်တာမကအခြားသောဒေသအသီးသီးကဖရားဖူးပြည်သူတွေလည်းစီစီကကလာရောက်ဖူးမြွန်ကြလေရှိပါတယ်တို့ဝိမဲ့တမိုင်းဝင်ဆွဲကမိန်တောင်ဖျားပွဲတော်တခုမှာအခုထိလောင်ကစားဝိုင်းတွင်နဲ့ဖုံလန်းသွားစေတဲ့မြေကွင်းကစိတ်မချမ်းမြေစရာဖြစ်စေတယ်လို့ဒေသခံတွေကထောက်ပြပြောဆိုကြပါရဲ့